မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ချစ်လာစွာသောဓမ္မမိတ်ဆွေတွေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်ပြည့်စုံပြီးတော့လူရာဆန္ဒတွေကိုတလုံးတဝါကြီးပြည့်ကြပါစေမရှိတဲ့စကားများကိုမပြောရမဆိုရမကြားရပဲနဲ့လက်ဖျားမှာစိတ်နေရွှေတွေငွေတွေတီးပြီးတော့စိတ်ထဲမှာရှိတဲ့အတိုင်းလူနိုင်တတ်နိုင်တဲ့ပုံကိုယ်တူတွေဖြစ်ပါစေမတိလို့မိုးလေမတိလို့မိုးချုပ်ပါထားတဲ့အမားတွေကိုအတိတရားဝင်ပြီးသတိတစ်ချက်ကတ်ခါ အပေတကားကိုပိတ်နိုင်ပြီးနိဗ္ဗာန်လမ်းကိုဖောက်နိုင်ကြပါစေ။သူတော်စင်ဆရာသမားတွေနဲ့အတူရဟန္တာရှင်မြတ်တွေရဲ့မေတ္တာဓာတ်ကိုရပြီးအဘဝိဇ္ဇာသူတော်တွေရဲ့ဆောင်းရှောက်မှုနဲ့အတူကိုယ့်ရဲ့ကိုယ်ဆောင်နှက်ကဖုံးကန်တက်ပြီးကိုယ်လျှောက်လမ်းနဲ့ခြေလမ်းတိုင်းဟာအတိပ္ပယ်ရှိတဲ့ခြေလမ်းနေဖြစ်ပြီးတော့အဲ့ဒီခြေလမ်းတိုင်းဟာတရားသဘောကိုဖတ်ပြီးကောင်းကျိုးကိုချက်ချင်းလက်ငင်အကျိုးထူးနိုင်သောခြေလမ်းကောင်းများဖြစ်ကြပါစေ။ မတူတော်ရဲ့ရန်ကိုကင်းဝေးပြီးသူတော်ကောင်းတွေနဲ့တွေ့ပါစေမိသားစုဝင်အချင်းချင်းချစ်ခင်မြတ်နိုးခြင်းမိသားစုဝင်အချင်းချင်းစီးလုံးခြင်း မိသားစုဝင်အချင်းချင်းဖေးမခြင်းဆိုတဲ့ကောင်းသောအကြောင်းတရားတွေကိုလက်ဝဲပိုင်ဆိုင်နိုင်ပြီးတော့ကိုယ့်ရဲ့မိသားစုကိုကြောက်ရောက်လာနိုင်သောရန်သူမျိုး၅ပါးအနောက်ဆက်ကိုတွန်းလံဖယ်ရှားကွေကွင်းနိုင်တဲ့ပုဂ္ဂိုလ်ဒူးတွေဖြစ်ပြီးဤအချင်းဖယားသာသနာမှာဖယားတကူတရားတကူတန်ဃာတကူအဘဝိဇ္ဇာတွေရဲ့ဖုံးတကူဖြစ်နေ့ရက်တိုင်းနေ့ရက်တိုင်းရှင်သန်ရတာဟာတန်ဖိုးရှိတဲ့နေ့ရက်တွေဖြစ်ပါစေလို့ကျွန်တော်ခွန်သာချူကဥစွာပထမဆုတောင်းမြတ်တာပို့တာပေးပါရခင်ဗျာ ဒီနေ့ကတော့ကျွန်တော်အဓိက ပြောပြချင်တာကတော့သူ့အပြစ်ကနေကို့အပြစ်မဖြစ်ပါစေနဲ့ဆိုတဲ့အကြောင်းတရားလေးကိုခေါင်းစဉ်တည်ပြီးတော့ပြောပြချင်တာပါလူရယ်လို့မှန်လို့ရှင်ဘယ်သူမှအမားနဲ့မကင်းပါဘူးအမားရဲ့နောက်မှာအပြစ်ဆိုတာတစ်ခါလေးပါလာတယ်အဲ့ဒီအမားကိုပြုတ်လုတဲ့သူကအပြစ်တစ်ခုနဲ့အတူ ပြန်ပြီးတော့ဒဏ်ကိုခံရတာပါပဲအဲ့ဒီအပြစ်ကဒဏ်ကိုခံတဲ့နေရာမှာ ကို့အပြစ်က နေပြီးတော့သူများအပြစ်မဖြစ်စေပါနဲ့သူများအမားကနေပြီးတော့ကို့အမားမဖြစ်စေပါနဲ့ဟိုးအရင်တုန်းကရွာလေးတရွာမှာတန်ခါတော်တစ်ပါးရှိတယ်အဲ့ဒီတန်ခါတော်ကကျောင်းထိုင် ကိုတော်ဘလောက်ပဲတုန်တင်ဆုံးမဆုံးမသူကဒီကျောင်းတိုင်ကိုတော်ရဲ့တုန်တင်ဆုံးမတဲ့ဇာခါကိုကိုတော်ရဲ့အရှိမာတော့နာခံပြီးတော့လမ်းပေါ်မှာသွားတဲ့အချိန်ကြလို့ရှင်စိတ်လွတ်ကိုလွတ်သွားတာပေါ့နော် မိဘကိုမိဘစကားကိုမလွန်ဆန်နိုင်လို့ဒါတင်ငန်းစီးနေပြီမဲ့တင်ငန်းရဲ့ဝန်ကြီးနဲ့နေဖို့ကိုကျတော့သူ့မှာအဆင်မပြေဘူးဖြစ်နေတာပေါ့အသားမကျဘူးဖြစ်နေတာအဲ့တော့တင်ငန်းကိုလက်ကတော့ထိုးပြီးတော့မှထွက်ရတယ်ဒါဖရားရဲ့သားတော်ဆိုတာပေါ့နော်ပြီးတော့ထွက်ပြီဆိုရင်မျက်လွှာလေးကိုအောက်ချပြီးတော့ထွက်ရတယ်တင်းငင်အေဂျင့်နဲ့ innovation ပုံစံမျိုးနဲ့ဒါဖရားရဲ့သားတော်အနေနဲ့လမ်းလျှောက်ရတာပေါ့တို့ပေမဲ့ဒီကိုတော့မှအဲ့ဒီကိစ္စအဲ့ဒီကျင့်စဉ်တွေကိုလုံးဝလိုက်နာနိုင်စွာမရှိဘဲနဲ့ တင်ငန်းအောင်လည်းတရုံပြီးတယ်လို့မျိုးပြီးစလဲယုံထားတယ်လို့မျိုးပေါ့နော်လက်ကတော့မထိုးနိုင်ဘူးလိုက်လျှောက်တဲ့အခါကျတော့လည်းဒေါင်းနေမောင်းနေနဲ့မသိရင်တခုခုပဲစိတ်ဆိုးနေတယ်လို့လို့တရားရောက်ကိုပဲလိုက်ရှာနေတယ်လို့လို့ပေါ့မျက်လောကိုအောက်မချပဲနဲ့မျက်လုံးမှာမြင်မြင်မြနေရအောင်ခေါင်းကိုဘယ်ညာရမ်းပြီးကြည့်ပြီးတော့သူကဒေါင်းနေမောင်းနေနဲ့ဒီအရက်ထဲမှာလမ်းလျှောက်လေးရှိတယ်တွာလာလေးရှိတယ်အဲ့ဒါကိုမြင်တဲ့အခါပထမဦးဆုံးအဖွားကြီးနှစ်ယောက်စမြင်တယ်ပေါ့နော်ဟဲ့ကြည့်ပါဦးအဲ့ကိုတော့လေ ကိုတော်ဖြစ်ပြီးဘလို့လမ်းလျှောက်လာတာတော့လမ်းလျှောက်ပုံကတောင်းတင်မောင်းတင်နေဟဲ့ဝင်းနီးနဲ့ကိုမငြိဘူးလမ်းလျှောက်တယ်လို့ပြောပြီးတော့သွားတယ်အဲ့ဒီပြောတဲ့အတန်အပြစ်ပြောနေတာကိုကိုတော်ကမြင်တယ်မြင်ပေမဲ့လည်းကိုတော်ကသူ့ကိုယ်သူပြင်ဆင်ချိန်မရှိတော့ဘဲနဲ့မပြင်ဆင်တော့ဘဲနဲ့ငါအတင်းကိုပြောနေတဲ့သူတွေငါ့ကိုအကူငါအချောင်းကိုပြောနေတဲ့သူတွေလို့ဆိုပြီးတော့မှစိတ်ထဲမှာတိပြီးတော့မှဂရုမစိုက်ဘူးငါသွားချင်းတယ်လို့သွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲဆက်သွားလိုက်တယ်တလန်းကျော်သွားတယ်ပေါ့နော်နောက်တလန်းကိုရောက်တဲ့အခါမှာ အဲ့ဒီကိုတော့အဲ့ဒီပုံစံတိုင်းပဲရှောက်လာတာကိုအမျိုးသမီးငယ်၄ဦးကမြင်လိုက်တယ်မြင်လိုက်တော့ဘယ်ဘက်မှ၂ဦးညာဘက်မှ၂ဦးထိုင်လိုက်တယ်ထိုင်ပြီးတော့မှဘာလုပ်လိုက်လဲဆိုတော့သူတို့စည်းလာတဲ့ဖနက်ကလေးတွေကိုချုပ်ပြီးဘယ်ညာထိုင်ရင်းတလန့်နေပြီးတော့မှအဲ့ကိုတော့ထိုင်ပြီးလက်အုပ်လေးချီပြီးကတော့ကိုစောင့်နေတယ်အဲ့တော့ခုနတောင်းတင်မောင်းတင်နဲ့ရှောက်လာတဲ့ကိုတော်ကအဲ့မိမကျူ၄ဦးကိုမြင်လိုက်တော့ဟာဘလို့တော့အရှိမငါမြင်ခဲ့တဲ့အဖွားကြီးနှစ်ယောက်ကတော့ငါ လာတဲ့ပုံကိုအတင်းပြောပြီးမကောင်းတဲ့တရံနဲ့ငါ့ကိုကဲ့ရည်နေတာဒီမိမပြို၄ဦးကကြတော့ဘယ်ဘက်မှာ၂ဦးညာဘက်မှာ၂ဦးရက်ပြီးတော့ငါ့ကိုဥချကရော့ကိုစောက်နေပါလားဖက်နဲ့လေးတောင်ချွတ်သေးတယ်ဟာမဖြစ်ပြီဘူးငါ့ကိုကရော့မဲ့သူတွေရှိတယ်ဆိုတော့ငါအင်းဒီတိတ်ခါနဲ့သွားမှဖြစ်မယ်ဆိုပြီးတော့မှသူကအဲခုနတင်ငန်းဖိုးယိုးဖျဲဖြစ်နေတဲ့ဥစ္စာကိုတင်ငန်းလက်ကရော့လေးကိုအ мян ထိုးပြီးတော့မျက်လွာလေးအောက်ချပြီးတော့အင်းဒီရှင်ကိုလမ်းလျှောက်သွားခဲ့တယ် အဲ့ဒီလက်ကိုလာလျှောက်သွားတာကိုမြင်ပြီးတဲ့အခါကျတော့ကောင်းမလေးဒီဘက်ကနှစ်ယောက်ဟိုဘက်ကနှစ်ယောက်ကဒီဘက်ကနှစ်ယောက်ကပြောလိုက်တယ်ဟဲ့အဲ့ဒီဘက်မှာမနေနဲ့အဲ့ဒီဘက်ကဖုံဖုံအရေးကြတဲ့နေရာကိုတော့ရဲ့အရေးကြတဲ့နေရာကိုတော့အရေးပေါ်မှာနင်းထိုင်ထားရင်နင်းငရဲကြည့်လိုက်မယ်ဒီဘက်ကိုလာလို့ခေါ်လိုက်တယ်အဲ့ဒီအချိန်မှာသူပို့ပြီးတော့အတိတရားရပြီးလေးစားသွားတယ်ငါ့ကို ဒီဘက်ကဒေါင်းနဲ့မောင်းနဲ့ရှောက်လာတာကိုဒေါင်းနဲ့မောင်းနဲ့ရှောက်လာတာကိုမြင်ပါလျက်နဲ့အပြစ်မမြင်ပဲလေးစားတမှုနဲ့ထိုင်ရှိခိုးဝတ်ပြုဖို့အတွက်စောင့်နေဖက်နှက်ကလေးချုပ်ပြီးတော့ဟောအခုငါလမ်းလျှောက်လာတဲ့အခါငါအရေးရှိတဲ့ဘက်မှာရောက်နေတဲ့သူကငါအရေးကိုတောင်းနင်းမိမှာဆိုလို့ရဲဆိုပြီးတော့အဲ့ဒီဘက်ကနေဒီဘက်ကိုရွှေ့သွားတယ် အော်ဘလောက်မြင်ငေါ့သူတို့ကဟိုကြင်ကြိုကြတယ်လေလေးစားကြတယ်လေငါ့ကိုဘလောက်ထိသူတို့တံမိုးထားတယ်လေဒီတော့သူတို့တံမိုးထားတာနဲ့အညီငါဟာကြစ်ကြဲအထုတ်ပြီးတံမိုးထားခံထိုက်တဲ့ပုံကိုဖြစ်မှဖြစ်ပေတော့မယ်ဆိုပြီးတော့အဲ့ဒီကိုကြော်သွားတာနဲ့တရားမက်ပြီးရှောက်သွားလိုက်တာသူ့ရဲ့ဖုန်ကြီးเจ้าကိုလည်းပြန်ရောက်တော့တရားရပြီးတောတာပန်တည်နိုင်တဲ့အရိယာသူတော်စင်ကိုတော့ဖြစ်သွားတယ် အဲ့တော့ဒါလေးကိုဘာကြောင့်ပြောလဲဆိုတော့တပားသောသူပြစ်မှုတစ်ခုခုကျူးလွန်တဲ့အခါအဲ့ဒီပြစ်မှုကျူးလွန်တာကိုကြည့်ပြီးတော့သူ့အပြစ်ကြီးကကြီးလိုက်တာသူ့အပြစ်ကြီးကသူဒီလိုပြစ်မှုကျူးလွန်တယ်လို့ပြောခြင်းဟာအဲ့ဒီသူလဲပြုပြင်ဖို့အတွက်အားနည်းတယ်လို့အဲ့ဒီပြောတဲ့သူအတွက်ကလည်းအကုသိုလ်ဖြစ်တယ်အထူးသဖြင့်မစော်ကားထိုက်တဲ့ဖခင်ရဲ့တားတော်တွေကိုအဲ့လိုပြစ်တင်ပြောဆိုတဲ့အတွက်ကြောင့်ခုနကပြစ်တင်ပြောဆိုသွားတဲ့အဖွားကြီးနှစ်ယောက်ကရှေ့မှာအเจ้าအမျိုးမျိုးနဲ့ကန့်ကွက်ခဲ့ရင်သူတို့ ဒီယဟန်တန်ကတော့ပေါ်ဗဇက်ကပြောခဲ့တဲ့ဒီအဘတ်တဲ့နဲ့တကိုးတော်တွေကြောင့်သူအဘတ်တဲ့နဲ့ကိစ္စရက်တွေကြောင့်ပေါ့နော်သူတို့ကဒီဖရာရဲ့သားတော်ကိုဆော်ကားမိတဲ့ကြောင့်ပြစ်မှုကြီးလွန်ခံရတယ်။အခုဒီအရှိရကောင်းမလေးတွေကြတော့ဖရာရဲ့သားတော်ကိုအပြစ်မမြင်ပဲနဲ့တင်ကန်းကိုယူသေးစွာလက်ဆက်ပြထိတ်မှမူပြီးခရော့မဲဆိုတဲ့စိတ်ကလေးကိုထားလိုက်တဲ့ကုသိုလ်ဒရာစိတ်ကြောင့်ထိုင်ကြောတဲ့အတွက်ကြောင့်ဒီဘက်ကမှားနေတဲ့သူတော်အမှန်တရားကိုမြင်ပြီးပြုတ်ပြနေတယ်။အဲ့တော့ပြောချင်တာကလူတွေကိုအကောင်းမြင်ပါလားနဲ့ကြည့်ဖို့ပဲကြည့်ပါ။ လူတဦးတရားကိုအကောင်းမြင်တဲ့မျက်လုံးနဲ့ပဲကြည့်အဲ့လူတဦးတရားကိုအပြစ်မြင်တဲ့မျက်လုံးနဲ့ကြည့်ပြီးဆိုရင်ကိုယ်လည်းအပြစ်ဖြစ်တယ်သူလည်းအပြစ်ဖြစ်တယ်ကိုယ်လည်းအကုသို့ဖြစ်တယ်သူလည်းပြုပြင်နိုင်မှာမဟုတ်ဘူးလူတယောက်ကိုအကောင်းမြင်တဲ့ဝါဒနဲ့ကြည့်ပြီးတော့အပြုသဘောဆောင်ပြီးကောင်းတဲ့ဘက်ကိုဆွဲဆောင်ရင်ကိုယ်လည်းအကုသို့မဖြစ်ဘူးအပူကင်းတယ်အဲ့ဒီမကောင်းမှုဆိုတဲ့သူကလည်းသူ့ရဲ့လုံရဲ့သူ့ရဲ့မကောင်းတဲ့အရာကိုသူကိုယ်နဲ့ဆက်လုပ်ရမှာကိုရှက်လာတယ်ခုခုကိုရှက်လာတာပေါ့နော်ဟာတစ်ဖက်သူကငါ့ကိုအပြင်ကဒီလိုမြင်တယ်ငါဒီလိုနေလို့မတင့်တော်ဘူးဆိုတာဖြစ်လာတယ် အဲ့တော့လောကကြီးမှာမေတ္တာတတ်တော်အနန္တောမေတ္တာကိုရှေ့ရှုပြီးလူတိုင်းကိုအကောင်းနဲ့ကြည့်နိုင်မယ်အကောင်းနဲ့မြင်နိုင်မယ်ဆိုရင်ကိုယ်လည်းအကောင်းဖြစ်တယ်လို့ကိုယ့်ဘဝဝင်ကြီးအကုန်လုံးလည်းအကောင်းဖြစ်သွားမှာပါဒီအခုကျွန်တော်ပြောပြတဲ့တရားလေးကို나ယူပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုလည်းအကောင်းမြင်နိုင်ပါစေရွှေစွာဘုရားရှင်ရဲ့တားတော်တွေပြတဲ့တန်ဃာတော်တွေမှားယွင်းနေတာမြင်ခဲ့တယ်ဆိုရင်လည်းပြစ်တင်ဝေဖန်ပြောဆိုတာတဲ့သူတို့ပြင်ဖို့အတွက်ကိုအယူသေးပြီးပြစ်တာနဲ့စီယုံပါ ဒါဆိုရင်ကျွန်တော်တို့ရဲ့သာသနာတော်ကြီးလည်းပို့ပြီးအတွက်ရှိတည်တံ့နိုင်တဲ့အပြင်ကျွန်တော်တို့ကိုယ်နဲ့ကလည်းအကောင်းမြင်ဝါဒနဲ့ကြည့်တဲ့အတွက်ကြောင့်အောက်ကုသူကင်ပီနေ့ရဲ့တိုင်ဟာတရားစိတ်ကြည်နူးစိတ်တွေနဲ့ရှင်သန်ရတာအတိတ်ပဲရှိလာပါလိမ့်မယ်။ယေရှုဘုရားရှင်သားတော်ဖြစ်တဲ့ယဟန်တန်ဃာတော်တွေကိုပြစ်တင်ပြောဆိုခြင်းဟာအကုသိုလ်ဖြစ်တတ်တယ်။ဖရားရဲ့သားတော်ဖြစ်တဲ့တန်ဃာအကြီးခြုံထားတဲ့သာသနာရဲ့သားတော်တွေကိုတတ်နိုင်တဲ့ပြယူယူတည်တည်ဆက်ဆံပြီးတော့မှားယွင်းနေတဲ့သူတွေရှင်တော်အမားဘက်ကို ပါလာအောင်လို့မြစ်တာရှေ့ထားပြီးရူသေးဥညွတ်မှုပြုမယ်ဆိုရင်ကောင်းတဲ့သာသနာတော်ကြီးအတွင်းရှိတည်တတ်လာပါလိမ့်မယ်ကျွန်တော်ရဲ့စိတ်တဓမ္မမိတ်ဆွေတွေကျွန်တော်အခုတရင်ကပြောလိုက်တဲ့စကားလေးကိုနားထောင်ပြီးတော့ကိုပါဝင်ကျင်မှာရှိနေတဲ့သူတွေအကုန်လုံးကိုအကောင်းမြင်နိုင်ပြီးကိုကိုနဲ့ကအေဂျင့်တဲ့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မျိုးဖြစ်ပါစေလို့ကျွန်တော်ခွန်သာချုပ်ကစူတောင်းမြတ်တာပို့တာရင်ဒီနေ့တာအတွက်နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ